ဆန်ဆန်လေးရဘယ်လိုပြရလဲဆိုတော့ဒီကိုချိုင်းကလည်းကျွန်တော်ကနေမှာနေတာများသွားတယ်လေများသွားတော့ဆန်ရလည်းကိုချိုင်းရှိမှလာကြဆိုတော့နောက်ပိုင်းဟိုလာတဲ့သူကလဲသွားပါဘူးเนาะရောင်းတာတော့ရောင်းနေရပါတယ်ပျော်တော့ပျော်ပါတယ်ဒီလိုဆိုဒီဟိုမှာနေတာများတာနဲ့များတာဒီမှာကျတော့ကျွန်တော်ကဝါလောက်ပဲလေလေဘက်လောက်ပဲကျွန်တော်ပြောတယ် ်ဆက်ပြီးတော့ကျတော့ကျွန်တော်ဟိုစိုက်ကယ်တစ်စီးရှိကျွန်တော်တို့ဘေးနေရာနေသွားလို့ရတယ်ဒီကခေးရောက်တယ်လေကျွန်တော်တို့သွားချင်းနေတာယူသွားပြန်နေနီးနီးပဲဒီစိုက်ကယ်တစ်စီးရှိနေဥကဒါသွားဖို့ကနည်းနည်းခက်ခဲတာပေါ့နော်ဆန်ဆန်လေးရဘယ်လိုပြရလဲဆိုတော့ဒီကိုချိုင်းကလည်းကျွန်တော်ကနေမှာနေတာများသွားတယ်လေများသွားတော့ဆန်ရလည်းကိုချိုင်းရှိမှလာကြဆိုတော့နောက်ပိုင်းဟိုလာတဲ့သူကလဲသွားတယ်နော် ရောင်းတာတော့ရောင်းနေရပါတယ်အေးပေါ့ကျွန်တော်တို့ကအဲပိတ်တော့မပိတ်ရှိဘူးပေါ့နော်အဲမပိတ်ရှိလို့ဆိုတာလည်း အဲကိုရှမ်းကလည်းဒီရမုံမြို့မှာအဲသူနေတဲ့ဇာတိနဲ့ကလည်းအရင်ဝေးกว่าတယ်ပြီးတော့သွားလာရတာလည်းအခက်ခဲကြီးရဲ့ပြီးတော့အချင်းဒီမကောင်းတာတွေဆိုတော့လည်းအဲဆက်ပြီးတော့မလုံနိုင်တာမျိုးပေါ့နော်အဲဆိုင်ကကျွန်တော်တို့ရောင်းရမရောင်းရတာမဟုတ်ဘူးရောင်းဝယ်ရကောင်းတယ်ပြီးတော့ကျွန်တော်ဆိုင်မှာဝန်ထမ်းလေးတွေကလည်းမရှိဘူးပေါ့နော်ဝန်ထမ်းလေးတွေကလည်းမရှိရတဲ့ကြောင်းအဲပြီးတော့ကျွန်တော်လူအင်အားမနိုင်ဘူးပေါ့နော်လူအင်အားမနိုင်တာရဲ့ပြီးတော့ကိုရှမ်းတော်လည်းမရှိဘူးဆိုတော့ကျွန်တော်လည်းအဲတယောက်တည်းရပ်တည်လို့မရဘူးပေါ့နော် ကြောင်းပြီးပါကျွန်တော်ကဒီဇာတိရလောမက်ဒီလာမက်ဒီလာမှာကျွန်တော်အရင်ပဇင်းခံလေးရဲ့ဒီပဇင်းခံတော့ယူရမှာတလားကြာတယ်အဲ့နောက်ပိုင်းကျတော့ဒီကျွန်တော်ဟိုမကြခင်ရွေးတဲ့ပေါက်တော့မှာလေကျွန်တော်လူတန်းတဲ့ပစ္စည်းလေးရှိရဲ့ဒီစတိုင်ကယ်လို့ဟိုဒီကက်တရာလေးဒီကက်ဆက်လို့ရှိသေးတယ်ကျွန်တော်ຫນွေပိုင်းကြာဒီကက်တော့ဘုံတော့ဒီကက်အကြောင်းပြန်ထုတ်ဖို့ ဒီကကြောင်ပြန်ရောက်တော့မှာပြန်ရောက်မှာပေါ့ပြန်ထုတ်ပေါ့ကျွန်တော်ပြန်လုပ်ပြီးတော့တစ်ဆင့်ပြန်ရောက်တော့မှာပြန်ဖို့ပေါ့ကျွန်တော်ကလည်းမျိုးရေကတော့ရောက်တာမဟုတ်တော့ဘူးเนาะမဟုတ်တော့ပေါ့ကျွန်တော်ပြန်ထောင်တာပေါ့ကျွန်တော်ဆရာကိုယ်စားလှယ်ပြန်ရောင်းတဲ့လူတွေရှိရပေါ့အဲ့လိုမျိုးတွေအဲ့လိုပြန်လုပ်ဖို့အဲကျွန်တော်ကလောလောဆယ်ကတော့သူကတော့ကျွန်တော်ကိုအခုဟိုပါပြန်လို့ရှိရင်တော့အဲခေါ်ရဲပေါ့နော်ညီလေးရေကအလဲလိုက်ခဲ့ပါအောင်ဆိုတော့ကျွန်တော်လည်းအခုအချိန်မှာအဲအောက်ပိုင်းမှာအဲ့လိုကိစ္စလေးတွေကလည်းကိုယ်ကစီစဉ်နေတဲ့အရာလေးတွေလည်းရှိရဲဆိုတော့ အလလောစီကတော့ဒီဟိုမလိုက်ဖြစ်သေးဘူးကိုရှမ်းကနေပြီးတော့လည်းခေါ်ရေပေါ့နော်ဒါပေမဲ့ကျွန်တော်ဟိုကသွားဖို့လည်းအဆင်ပြေရှိပါတယ်ဟုတ်ရန်ကုန်မှာဘယ်လိုဆိုပြောတာတော့ပြောပါတယ်ဒီဒီလိုကြားရင်မပြောတာပါအကျန်ကိုပြောပြောတာတော့ပြောပါတယ်ဒီလိုဆိုဒီဟိုမှာနေတာများတာနဲ့များတာဒီမှာကျတော့ကျွန်တော်ကဟွာလောက်ပဲလေဘယ်လောက်ပဲကျွန်တော်ပြောတယ် ဆက်ပြီးတော့ကျတော့ကျွန်တော်ဟိုဆိုင်ကယ်တစ်စီးရှိကျွန်တော်တို့ဘေးနေရာနေသွားလို့ရတယ်ဒီလိုကခေးရောက်တယ်လေကျွန်တော်တို့သွားချင်းနေတဲ့ယူဝါပြန်နေနီးနီးပဲဒီဆိုင်ကယ်တစ်စီးရှိနဲ့ဥပဒါသွားဖို့ကနည်းနည်းခက်ခဲတာပေါ့နော်ဒီကဆိုင်မာလေးကျွန်တော်တို့မြောက်ကဒီကရောက်နေဆိုတော့ဆိုင်ပြရတဲ့တော်တိုင်တိတ်မထွက်ဖြစ်ပြီးတော့လုံငတ်တို့လုံငတ်တို့ကတော့ကျွန်တော်ဒီအခုလောလောဆယ်ကကျွန်တော်အိမ်အိမ်ငါးတွေပါရတော့ချလာပေါ့စောလောဆယ်အိမ်ငါးတွေချချရတော့ရပါပြီဟိုဟာဒီမက်တီတာကားပေါ့မက်တီတာနဲ့ဘူမဲပေါ့တနေရရပေါ့ကျွန်တော်ရှင်း ရေးရှိပါတော့ဒီလိုပြတ်ဖြတ်ရေခဲကြောင်းလို့ရေခဲရေခဲရေတန်ခဲလို့ရေခဲတုံးတွေပေါ့ကျွန်တော်တို့ငားလေးတွေထည့်တဲ့ရေခဲတုံးတွေပေါ့အဲ့လိုမျိုးတွေပေါ့ဝင်တန်းနေရာတော့ကျွန်တော်ဒီရွာပေါ့နော်ရွာပဲကျွန်တော်တဲ့အတီးသေးရပဲပေါ့ပုံမှာပေါ့အများကြီးမလို့ပါဘူးကျွန်တော်အဲ့လား၂ရက်၃ရက်လောက်ဆိုရင်ရတယ်ပေါ့ကွာတော့ဒီစားတော့ဆယ်လောက်တော့ဝင်မြေဘူးပေါ့နော်ဒါရေပဲရေတမျိုးပဲကန်ရပေါ့ပေါ့ကျန်တာလေးကိုက်စားမလို့ပေါ့ပြောတာပေါ့အဲ့လိုငါပေါ့ကိုနေပဲတယ်ရောက်တဲ့ရောက်တယ်ဆိုတော့ကိုပြီးတော့ဒီရေခဲကြောင်းနဲ့ကျွန်တော်နဲ့အာ ဆယ်နှစ်ရှိပြီဒီရေခဲကြောင်ကြောင်နဲ့တက်တာအကျော်ညာပဲကျွန်တော်ပြောတယ်ကွာအလုံးနဲ့တရားအဲအဲ့ပြဿနာကဒါကျွန်တော်တို့အဲကိုဆိုင်နဲ့ကိုကြီးကွာဒါမသိရဘူးကောနော်မသိရဘူးကျွန်တော်လည်းဟိုကြံခဲ့တဲ့တပတ်ကျော်လောက်ကအဲဖုန်းနေအခုခံရရတယ်ဆိုတော့ဘာမှမသိဘူးပြီးတော့နေပြန်ရောက်တာရယ်လိုင်းနေရလည်းမတုံးဖြစ်ဘူးကောနော်အဲအဲ့ဒါကြောင့်ဒါဟိုတကယ်ရင်းမိတ်ဆွေတွေကနေပြီးတော့ အဲကိုဖုံးဆက်ပြီးတော့အာတို့ခရက်တွေထားနေတယ်အဲတတင်းတွေပြန့်နေတယ်အဲဒါလေးတွေမင်းတို့ဟာတစ်ချက်လောက်အဲကိုပြောပြောကြည့်ကြအောင်ပေါ့နော်ကျွန်တော်တို့ကပြောကြရတယ်ဒါကိုရှိုင်းဆိုနေကျွန်တော်အဲသူကလည်းဒါရန်ကုန်ကိုအရင်တွေကဒါလိုင်းပေါ်မှာတင်လာတာပြန်ဖို့ရှိရဲနဲ့အခုကြတော့ဒီလိုခရက်ထားတဲ့အချိန်နဲ့ဆိုတော့အခုပြန်ရောက်ခဲ့တယ်ပေါ့နော်အဲအဲ့လိုမျိုးပေါ့ဝေဖန်တိုက်ခိုက်တာကျွန်တော်တို့အမျိုးမျိုးရှိနေတယ်ဒါပေမဲ့အဲကျွန်တော်တို့ငွေချင်းတွေရောကတချို့တွေးခွဲကြတာလည်းရှိတယ်အာကိုကြည့်ဦးနဲ့အမပေါ့မှုအမျိုးမျိုးဒါပြောကြတယ်ပေါ့နော်အဲဒါတွေကလုံးဝမဟုတ်ပါဘူးခင်ဗျာကျွန်တော်တို့ညီကုန်တွေရောတယောက်နဲ့ ြောချစ်ချစ်ကကြည့်မယ်အခုလိုဒါအဲကိုဆိုင်ဆိုလဲစကိုင်းမှာလုပ်ငန်းသူပြန်လို့လာဆိုတော့ဒါကိုအတွက်ဒါကိုရင်းစရာပဲအဲကိုရဲ့တငယ်ချင်းနေရာလေးလည်းရတယ်အဲဆိုတော့ကိုလည်းပံ့ပိုးပေးတဲ့အရာလေးလည်းပံ့ပိုးပေးခဲ့တယ်ဆိုတော့ဒါကိုအတွက်အဲကိုရင်းစရာပါပဲဟုတ်ပါဘူးပတ်စံလေးလိမ်သွားတယ်ပါတော့ကိုကနော်ဟုတ်တယ်ဗျအလားရေဟုတ်ပါဘူးပတ်စံလိမ်သွားတယ်ပတ်စံဘလူလိမ်သွားတယ်လို့ကိုတော်မသိဘူးလားလိုင်းပေါ်ကသူကတော့ပြောတာလိမ်ဘလူလိမ်တာလေလို့ကျွန်တော်မေးချင်တာဟုတ်လိမ်နာအဲ့ကြောင့်မလို့ဘလူလိမ်လို့လိမ်မှန်းမသိဘူးလေပြကိုဘကိုဒီကိုတော်မသိဘူးတယောက်နဲ့တယောက်က လိမ်မှုညာဖို့ဆိုတာလေငငယ်လေးနေတာတူတဲ့နေရာမျိုးလေးလို့ဘူးမဟုတ်ဘူးကျွန်တော်လည်းအဲ့လိုမျိုးလုပ်တဲ့လူမျိုးမဟုတ်ဘူးဒါကဟိုသူများအမြင်ပါပေါ့အမြင်ပြောကြတာပေါ့ငယ်တန်းဘာမှမဟုတ်ပါဘူးကျွန်တော်ဟိုဒီကျွန်တော်ဒီရေကက်ဆက်လို့ဆိုင်ကယ်တီးလို့ပုံသွားပြီလို့ဟိုပေါ့ကိုကြီးဦးပေါ့ချိန်မြင်ချိန်မြင်ကြတာပေါ့ငယ်တန်းအဲ့လားကိုရှိပါတယ်ကျွန်တော်ရှိမှာဟုတ်အတို့ကျွန်တော်ဟိုတော်တော်များပြောကြတာတော့ဟိုရေကက်ဆက်တည်းမရှိတော့ဘူးဆိုင်ကယ်လူတန်းတဲ့လူတန်းတဲ့ဆိုင်ကယ်တီးတည်းမရှိတော့ဘူးပေါ့နော်ကိုကြီးဦး ဒီလေသွားလှုပ်သွားပြီပေါ့ဒီဆိုင်ခဲ့တဲ့အကုန်လုံးဒီဆိုင်တဲ့ပုံတော့ဒီအကုန်လုံးလှုပ်သွားတယ်ပေါ့အဲ့လိုမျိုးပြောကြပါအဲပေါ့အခုအချိန်မှာတော့ကျွန်တော်ကဟွာပေါ့အပြောခံရတဲ့အထဲမှာပါနေတာပေါ့ဒီကတော့လေဒါကျွန်တော်တို့နှစ်ဦးနှစ်ယောက်ကျွန်တော်တို့ကာယကရှင်နှစ်ယောက်မှတခြားသူကသိတာမှမဟုတ်ဘူးเนาะ ဒီကကျတော့ကျွန်တော်ကနေပြီးတော့အကိုဆိုင်စော်ကိုအလူရှင်လေးပေးထားတဲ့ပတ်စံလေးအပြီးတော့ဟာလူထားတဲ့ဟိုဟာရေခဲဆက်တို့ပါတို့အဲ့ဒါတွေကိုအားလုံးရောင်းချပြီးတော့မှဒီဆိုင်ထဲမှာနှစ်ထားတယ်လို့ပြောကြတယ်ပေါ့နော်အဲဒီကကိုဆိုင်စော်ကလည်းဒါအတိအကျကျွန်တော်တို့အရင်ထဲက3နေရာကျော်3နေရာကျော်ဆိုတော့လည်းဒါကိုဆိုင်စော်ကသူကလေ3 3 50 50ပါပေါ့ကျွန်တော်တော့3 50လောက်ပဲရှိရပေါ့3 50ရင်းနေတယ်သူကတော့ကျန်တာလေးသူအကုန်လုံးတာဝန်ပေါ့တာဝန်ယူသေးတယ်အကုန်လုံးဒီဆိုင်လေးကိုအောင်မြင်အောင်သူက ဒီကူကြီးပံ့ပိုးပေးထားရတယ်။အဲဒီတော့အဲသိန်း900ကျော်မှာသိန်း50လောက်ပါမယ်။အ150ကျတော့ဒါကျွန်တော်ရဲ့ပတ်စံကျွန်တော်ရဲ့ပတ်စံဆိုတာသိန်း150ဆိုတာလည်းကျွန်တော်တစ်ယောက်တည်းပဲဝါမချတာမဟုတ်ပါဘူး။သူတို့ညမာလေးတွေကလည်းကျွန်တော်ကူညီပေးတာပေါ့နော်။သူတို့ဘက်ကနေပြီးတော့ပထမလာတော့ဒါအဲညမာလေးတွေဆိုတော့လည်းကိုယ်ယုံကြည်မှုမရှိတာမျိုးပုံစံမျိုးနဲ့အတူလေးတွေပါလေးနဲ့ဒါပေမဲ့နောက်ပိုင်းကျတော့မှကျွန်တော်တို့လှုပ်ရကျွန်တော်တို့အဲလှုပ်တဲ့အလုပ်ပေါ်မှာလည်းမူတည်တယ်ပြီးတော့ကျွန်တော်တို့စူးစမ်းစစ်လည်းရှိတဲ့ခါကျတော့ကိုညီမာလေးတွေဆိုတော့ကိုကအတူမရှိဘူးပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့အခုအချိန်မှာအဲပြန်တော့ပြန်ဆောက်နိုင်တယ်။အရင်နေ့ကျွန်တော်ပြန် ြေသွားပြီဟုတ်ပါပြီအကုန်လုံးတော့ရှင်းသွားပါပြီရှင်းသွားပါပြီပြောမပြောပါဘူးဒီဟာစိုက်ပေးရတာတော့လုံးလုံးဒါဒီပေးရတဲ့ကြောင်းလည်းမနက်ကကိုကိုဆိုင်ပေါ်ပေါ်လည်းမူတည်သွားတာပေါ့ဒါတွေကဒီဆွဲဘူးလားတော့ပါဆက်လို့ပါပြောတာခေါ်တယ်ခေါ်တယ်အဲ့ဒါတော့ခေါ်တယ်တပတ်ဟိုတပတ်ကို၄၅ရက်လောက်ပုံခေါ်နေရတယ်ပြန်လာဟုတ်တောက်လျှောက်ပဲဆက်ပြောတာတောက်ကိုကြီးပြန်လာခဲ့ပါကိုကြီးအဲ့ဒါရတဲ့အကြောင်းရောဖိတ်မှာအများကြီးမြင်တယ်နော် အဓိကဒီတော့အဲ့လိုပဲဆိုတော့ဘယ်လိုပြောမလဲဒီဖွင့်တော့ဖွင့်ရင်စိတ်ကဘယ်လိုကိုနေပဲရအောင်ဆက်စိတ်ကပြန်မလာကျင်တာရေပြန်တော့လာကျင်မှာဒါခဏလေလေသဘောတော့ပြန်တော့လာကျင်တာပုံမှန်ကျတော့ပုံအဆင်ပြေတယ်ဒီမဲ့ကျတော့နည်းနည်းအခက်အခဲလေးရှိအောင်ပို့တယ်ပြတော့ဟာယူအပြန်တာကဟိုဟာမိထီလာဟိုဟာဖုန်းပြန်ဝက်တာလေဟိုဟာတလတလလောက်နော်တလလောက်ရှိတဲ့အခါကျတော့ဒီကိုပြန်လာတော့ ဟိုဟာကျွန်တော်တို့ငငယ်ရအကြောင်းတက်ခဲ့သလိုပဲပေါ့။ဒါပြည့်ဆိုကိုယ့်ရဲ့မွေးရမီပဲပြန်ချင်တော့တယ်။တော်တော်ဒီမှာကျတော့လုပ်ငန်းတွေကြီးပဲအများကြီးတွေးနေရတဲ့ခါကျတော့တိတ်ပျော်ရွှင်မှုမရတဲ့ပုံစံမျိုးပေါ့နော်။အဲဒါရောက်ပါတယ်။နော်။အဲ့ဒါပို့ပြီးမန်နေဂျာကြီးဘာမှစိတ်ရှုပ်ရမလို့ပြီးပြီ။ဒါမှလုံးဝမီးလာရင်ရပြီကျွန်တော်ဒီဟာအတော့မျိုးငါလွယ်လွယ်လေးပဲခက်ခဲနေမရှိဘူး။ဒါမှလုံးစရာစေးစရာကြောစရာမလို့ရခဲ့တန်တော့ကျွန်တော်ရခဲ့ပြီးကျွန်တော်အများကြီးမျှော်လင့်ထားတယ်။ဒါပြီးကျွန်တော်ဒီတော့ပို့ပို့ ကိုစွန်းတလောက်ပေါ့ညကိုလုံးမဲ့တလောက်ပေါ့တော့ရေခဲမုတ်ဆိုင်လေးကြီးကျွန်တော်ဖိနေအောင်လည်းကြိုးစားပါမယ်။ရန်ကုန်မလားရန်ကုန်ခုမှလား။ရန်ကုန်နဲ့ရောက်ရအောင်ပေါ့ကျွန်တော်ဖြည်းဖြည်းချင်းပေါ့။ဟုတ်ဖြည်းဖြည်းချင်းလောက်ရအောင်ပေါ့။ဟုတ်ကဲ့အခုကကျွန်တော်တို့အခုချိန်မှာကအဲဆိုင်ကန်းလေးလဲကျွန်တော်တို့ဒါအဲလလဲပြင်ခံနေပြီပေါ့နော်တလားကျော်နှစ်လားလောက်ပဲလိုရဲဆိုတော့ အဲဒါကိုဆိုင်ဆိုတာလည်းသူຫນွေရာဒီလေးလည်းပြောင်းလာပြီဆိုတော့ဒါသူအအချင်းချင်းဟာသူကိုရဲ့ဟိုကျွမ်းကျင်တဲ့လုပ်ငန်းလေးကိုပြန်လုပ်တာဆိုတော့ဒါကိုဘက်ကနေပြီးတော့အဲကောင်းတယ်ကိုကြီးဘာဖြစ်လို့ຫນွေရာဒီလေးလည်းရောက်ပြီသူအရင်တွေကလည်းဒါမီဒီယာတွေမှာလည်းပြောထားတယ်ဒီလုပ်ငန်းလေးကိုလည်းဒါပြန်လုပ်မှာပေါ့နော်အခုကျွန်တော်တို့ဒီလုပ်ငန်းကိုကြတော့ဒါကျွန်တော်ကလည်းအဲကိုဆိုင်ဆိုမရှိဘူးပြီးဝန်ထမ်းတွေလည်းကျွန်တော်လည်းမခွန်နိုင်တော့ဘူးပေါ့နော်အဲပြီးတော့ဝန်ထမ်းတွေကလည်းမရှိရလဲတကြောင်အခုချိန်မှာကဆိုတော့အဲဆိုင်ကကျွန်တော်တို့ကလုံးလုံးချင်းကိုပိတ်လိုက်ပြီပေါ့နော်အဲဖွင့်ဖို့ဆိုတာလုံးဝအစီအစဉ်မရှိပါဘူးအဲတချို့ ကနေပြီးတော့အဝေဖန်တိုက်ခိုက်တာမျိုးကကိုဆိုင်ဆိုကနေရွာပြန်သွားပြီးတော့ဂျီအူကနေအဲမီလာစုတွေနဲ့မောင်ပိုင်စီပြီးတော့ဆိုင်ဖွင့်ထားခဲ့တယ်ပေါ့နော်အမှန်တကယ်တော့အဲ့ဒါတွေကတကယ်အမားတွေပါကျွန်တော်ဆိုင်ဖွင့်တာဆိုင်ပိတ်တာကျွန်တော်တလဟိုဟာတပတ်ကြော်ကြော်လောက်ရှိသွားပြီပေါ့နော် အဲကိုဆိုင်လဲတာသိတယ်ကျွန်တော်ပိတ်ချင်လို့ပိတ်တာမဟုတ်ကိုဆိုင်ကိုလည်းကျွန်တော်တိုင်နေတယ်ဆိုင်ကတော့ပိတ်လိုက်ရမှာလားကိုကြီးရဲ့အဲဒီလိုဒီလိုလေးရှိတယ်ဆိုတော့လည်းသူလည်းအေးဝင်းကြီးလေးနဲ့ပိတ်လိုက်ဆိုတော့ဒီဘက်ကနေပြီးတော့အဲပိတ်ခိုင်းလိုက်တဲ့ပုံစံမျိုးလည်းဖြစ်တာလေအဲဒါကတော့လုံးဝမရှိပါဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ကအခုကိုဆိုင်ကျွန်တော်တို့ဟိုလက်တွဲလာတာကကျွန်တော်တို့ကအဲဘလောက်မှဟိုဖြစ်တာမဟုတ်လေအခုဆိုရင်ပဲကျွန်တော်တို့အဲတနည်းတနည်းနေပါလို့ရှိတယ်နော်ဟိုကျွန်တော်တို့ဟိုဖြစ်နေတာဟို ဒီတကြံတန်ကြံတဲ့တကြံမတိုင်ခင်နေရဟိုဆိုတော့တနည်းညီပါလောက်လို့ရှိမှာပေါ့ဟုတ်ဟိုတယောက်တယောက်ချစ်ချစ်ခင်နေပါပဲကျွန်တော်တို့ကတော့အမှန်တမ်းပြောရင်အဲချစ်ချစ်ခင်ပဲဟိုစရရင်နောက်ရဲဒီတိုင်းပဲနေရယူးတက်တက်ပဲနေရယသူလည်းယူးတယ်လို့ကိုလည်းယူးအပ်နေရယပေါ့နော်အဲ့လိုမျိုးပါပဲဟုတ်အဲ line ကို line ပေါ်ပေါ့နော်ခုဖြစ်နေတဲ့ဟာလေးတကယ်မဟုတ်ပါဘူးတကယ်ဒါလည်းကိုကျေးဦးအမေရယ်ကျွန်တော်ကောင်းထုတ်တာမဟုတ်ပါဘူးဒီလိုမိသားစုရယ်နော်အဲ ဒီကျွန်တော်ပစင်းခံတော့ဒီသူ့အမေကျွန်တော်ကိုယ်တိုင်ခေါ်ထားတာပေါ့နော်ဒီဆိုင်မှာလူလည်းမရှိတော့ဝိုင်းပြီးတော့လောအောင်လို့ဆိုပြီးတော့ခေါ်ထားပါဟိုဒီမောင်းချတာလည်းမဟုတ်ပါဘူးကျွန်တော်လာရင်သူကပြန်ဖို့ပါဟုတ်အတွေ့မှာတွေ့မှာဆိုတော့ကျွန်တော်ကသူ့ဟို ရွာကလည်းဟိုကိုဆိုင်ဟိုဟာဦးလေးတွေအတော်တွေကလည်းခေါ်နေတာတောက်လျှောက်အလဲလာဖို့ဟိုပစင်းတဲ့တွေကကျွန်တော်ကိုခေါ်နေတာအတူတူလာဖို့ဒါပေမဲ့အဲ့အချိန်ကကျွန်တော်တို့ဆိုင်ကဟိုဖွင့်တာကလည်းမကြသေးဘူးပြီးတော့အဲလာစားတုံးတဲ့ customer တွေကလည်းတကူးတကအနေတက်စီကတွေပါရင်လည်းလာကြတော့ကိုကပိတ်လို့လည်းမရဘူးအဲကြောင့်ကိုဆိုင်ကလည်းသူကလည်းကျွန်တော်ကိုခေါ်တယ်အတင်းပဲအဲပစင်းတဲ့ဖို့အတွက်ကျွန်တော်လည်းလုပ်ပေးချင်တာပေါ့ကိုနဲ့လက်တွဲခဲ့တဲ့တကယ်ချင်းဘာပဲဖြစ်ဖိမကူချင်တယ်အဲသူသွားတဲ့နေရာတိုင်းလည်းကိုလည်းသွားမယ်ပေါ့နော်ဘာပဲဖြစ်အပေါကောင်းရတာပေါ့အဲအဲ့လိုပုံစံလေးဒါပေမဲ့ customer တွေကကျွန်တော်ဆိုင်ဖွင့်တာမှကြာ သေးတဲ့ခါကျတော့အဆင်မပြေတာမျိုးတွေရှိတဲ့ခါကျတော့ကျွန်မဆိုင်ဝင်ကြံခဲ့တာဒါပေမဲ့အခုကသူရေခဲဆက်တွေပါကြီးထောင်မယ်ဆိုတော့လည်းကျွန်တော်ဖုံးလက်ဆက်တယ်ဒီလေးရေခဲဆက်တွေပါကြီးထောင်တယ်နေရာလေးပါကြီးလာကြည့်ပြီးလို့ရှိလို့ရှိရင်ဆိုင်ကန်းဖုံးလို့ရှိရင်လာခဲ့အောင်ဖုံးဆက်တယ်အဲ့ဒါစကားကြီးလည်းပြောပြပါဦးဘာမှမဟုတ်တင်ထားတယ်ကိုကြီးကိုကျွန်တော်တောင်းဝင်ရအောင်ဟုတ်လားတောင်းမယ်အောင်မယ်ဆိုအေးပေါ်ကျွန်တော်ဒီလိုမျိုးလေးပေါ့အဲဆိုင်မထင်ထားဘဲနဲ့ဒီလိုမျိုးဖြစ်သွားတော့ပေါ့ကိုဘက်ကလည်းအမားတွေရှိရပါဘူးဘယ်လိုပြောမလဲ ဖိတ်လန့်ရတဲ့အကြောင်းကြီးဒီမပြောမစိုးပဲကျွတ်ထွက်တော့ပြန်တော့ပေါ့အဲ့လားပြောပြကျွန်တော်ကလည်းကြီးကြီးမားမားလို့ရှိပါဦး